ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်အောင်စုရေးကောက်ပွဲကော်မရှင်သည်ကြီးညာချက်အမှတ်148မြေဆောင်2025အား2025ခုနှစ်အောက်တိုဘာလ28ရက်ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲဒီကြီးညာချက်မှာပါတီစုံဒီမိုကရေစီထူထောင်ရေးကောက်ပွဲအပိုင်းနှင့်ကျင်းပမယ့်နေ့ရက်နဲ့ပါဝင်တဲ့မြို့နယ်များသတ်မှတ်ကြီးညာခြင်းပြည်အောင်စုရေးကောက်ပွဲကော်မရှင်သည်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှစတင်ကျင်းပပြုလုပ်မယ့်ပါတီစုံဒီမိုကရေစီထူထောင်ရေးကောက်ပွဲအပိုင်းတင်မှာပါဝင်တဲ့မြို့နယ်102မြို့နယ်ကို2025 2025ခုနှစ်ဩဂုတ်လ20ရက်နေ့မှာကျင်းညချက်အမှတ်56မြေဆောင်2025ဖြင့်သက်မှတ်ကျင်းညခဲ့ပြီးဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီထူးထူးရေးကောက်ပွဲအပိုင်းနှစ်ကို1388ခုနှစ်ပြသလာပြီးကျော်9ရက်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်ပြီးပါဝင်တဲ့မြို့နယ်တရာတို့အားတိုင်းဒေသကြီးပြည်နယ်လိုက်ကချင်ပြည်နယ်မှာ3မြို့နယ်၊ကယားပြည်နယ်မှာ2မြို့နယ်၊ကရင်ပြည်နယ်မှာ2မြို့နယ်၊စကိုင်းတိုင်းဒေသကြီးမှာ7မြို့နယ်တနင်္သာရီတိုင်း တိုင်းဒေသကြီးမှာ၃မြို့နဲ့ပဲခူးတိုင်းဒေသကြီးမှာ၁၂မြို့နဲ့မကွေးတိုင်းဒေသကြီးမှာ၁၁မြို့နဲ့မန္တလေးတိုင်းဒေသကြီးမှာ၉မြို့နဲ့မွန်ပြည်နယ်မှာ၅မြို့နဲ့ရန်ကုန်တိုင်းဒေသကြီးမှာ၁၆မြို့နဲ့ရှမ်းပြည်နယ်မှာ၁၈မြို့နဲ့အေရီတိုင်းဒေသကြီးမှာ၉မြို့နဲ့တက်မှတ်ကျင်းညာလိုက်ကြောင်းသိရှိရပါတယ်ရှင်။